အဲ့တော့တရားနဲ့ပတ်သက်လို့သူကျေးဇူးများမဲ့တရားစကားကိုသူဆွေးနွေးကြပါအောင်သူအဲ့တော့ဒီတစ်ခါဆွေးနွေးမှာတော့ဟုတ်သူတို့2009ခုနှစ်2009ခုနှစ်ဇွန်လ16ရက်နေ့ညသူခွန်နိုင်တီတီချိန်မှာကျောင်းတက်ကြီးမှာမွေမွေကြိုက်ခံခဲ့ရတယ် ငွေဝေးကြိုက်ခံခဲ့ရတဲ့ကာမဒုတိယပေါ်ပြီးဆေးယူကဆရာဝန်ကြီးကနေပြီးတော့တော့ငွေဝေးကာကွယ်ဆေးသည်အသက်အသက်ကယ်သည်ထိုးပြီးတော့ရန်ကုန်ဆေးဦးကြီးကိုရောက်ရန်ကုန်ဆေးဦးကြီးကိုရောက်ပြီးတဲ့အခါမှာဒီနေ့တော့အင်္ကာနိဘုရူဟုဇာတာပတိတောက်ကြစနေတနည်းကလေး ီ6ရဲ့ပေါ်ဒီဒီ6ရဲ့လုံးလို့နေလာပြီးတဲ့နောက်တင်းကုနေနေကြတော့ရုပ်ရထပြီးတော့ဖောက်ပြန်သွားတယ်။နော်ရုပ်ရထပြီးတော့ခုနအဆုတ်ဟာအဆုတ်ဟာအလုံးလုံးတော့ပဲနဲ့အဆုတ်ဟာဆုတ်ချက်ပြီးတော့ဟလာမနေ့ကရှင်းပြသူပါပဲဒီသွေးထဲမှာအောက်ဆီဂျင်ပါဝင်တဲ့နှုတ်ကတဖြည်းဖြည်းကျသွားတယ် အဲဒီကိုကြာသွားတဲ့အခါမှာအလွန်ပြင်းထန်တဲ့စိုးကြက်တဲ့ဝေဒနာကြီးကိုခံစားရတယ်ခံစားရတယ်အဲလောက်ပြင်းထန်တဲ့ဝေဒနာကြီးကိုသူမြတ်ဟာအတိမကပ်ဖဲနဲ့အတိမကပ်ဖဲနဲ့ဒီတရားဒီကိုပဲပုံပြီးတော့ဒီကလေးပေါင်းများစွာပြည့်စည်နေတဲ့တရားကြီးဒီရက်တဲ့တရားကြီးအချင်းချင်းထပ်ခါတဲ့ဝင်စားတယ်ဒီဝေဒနာအတိမကပ်ဖဲနဲ့ ဟုတ်ပြီနော်အဲ့လိုအဲ့လိုဝင်စားတဲ့ခါမှာဒီဝေဒနာဟာယုံနာတယ်ဒါမှမဟုတ်စိတ်မနာဘူးစိတ်မနာဘူးဉာဏ်သက်သက်နဲ့သွားတဲ့အတွက်ကြောင့်ဉာဏ်သက်သက်နဲ့သွားတဲ့အတွက်ကြောင့်စိတ်မနာခဲ့ဘူးစိတ်မနာခဲ့ပဲတယ်ဒီဝေဒနာပေါ်မှာကြောနေတယ်ကြောနေတယ်ဟုတ်ပြီနော်တကယ်ကိုယုံနာတယ်စိတ်မနာတဲ့အတွက်ကြောင့်ပြေဆုံးပန်တဲ့နေတယ် ြည့်စုံပန်တဲ့နဲ့စိတ်ကအတိတ်အနာဂတ်ကိုမတော်ပါဘူးဒီလိုမျိုးဒီဝေနာပေါ်မှာကြောနေတယ်ဒီဝေနာပေါ်မှာတီးခံနိုင်နေတဲ့အဲ့လိုတီးခံတဲ့အခါမှာလည်းသူအချိန်ကြီးတီးခံတာမဟုတ်ပါဘူးဒီတရားတွေကိုထက်ကတည်းကဝင်စားပြီးတော့ဟုတ်ပြီနော်ပညာပြည့်လို့မရတော့ဘူးအတိတ်အနာဂတ်ကြီးမရှိတော့ဘူး ရေပေါင်းများစွာပျက်စီးနေတယ်။ဒီအမြင်နဲ့အတူတဝောဝောပျက်စီးနေတဲ့အချိန်တိုင်းပျက်စီးနေတယ်။မြင်မြင်ကမြားကြားကြားကမြားသီသီကမြားဆွဲလန်းစရာမဟုတ်ဘူးတွဲတားစရာမဟုတ်ဘူးစုံမဲ့စရာမဟုတ်ဘူး။အဲဒီလိုတို့များဟာဒီဝိညာဉ်ကိုသိနိုင်မဲ့မျောသွားတယ်။အမှန်တော့တည်သွားတာပါပဲ။ ပြီးသွားတာပါပဲသူတို့များလည်းပဲမသိတဲ့အတွက်ကြောင့်အသက်ကဒီချိန်မှာတစ်ချိန်တော့သိရမှာပေါ့ဒါပေမဲ့ဒီချိန်မှာသိမဲ့ကံကမရှိသေးတဲ့အတွက်ကြောင့်တို့ဟာတင်းင်းကလေးရနေပြီးတော့တင်းင်းကလေးနေနေလေကင်းတော့မှမျောသွားတဲ့ခန္ဓာကိုယ်ကြီးဟာတင်းင်းကလေးတင်းင်းလာအင်းကဘုသူနေမနဲ့ရောက်တော့မှပြန်တရိယာနော်၃ရက်ဒီပါပေါ့၃ရက်ဒီပါမျောသွားတယ် ဲ့တော့ပြန်သတိရတဲ့ချိန်မှာဒုများမိနေမယ်လို့ဆရာလေးတစ်ပါးကမေးဘူးလေအရှင်ဘုရားသတိရတဲ့ချိန်မှာဘာစိတ်တို့ဘာစိတ်နဲ့သတိရတာလဲဆိုတော့ဒါမဲ့ဒီချိန်မှာအလွန်ချမ်းသာနေတယ်စိတ်ဟာဒီစိတ်ဟာအလွန်အော်တိုမက်တစ်ကိုချမ်းသာနေတာအဲ့ဒီစိတ်လေးတစ်ခုပြန်ပြီးတော့သတိရတဲ့ချိန်မှာလीအဲ့ဒီလိုပြန်ပြီးတော့သတိရတဲ့ချိန်မှာအလွန်ချမ်းသာတဲ့စိတ်လေးတစ်ခု ေါ်တူမတိချမ်းသာနေတဲ့စိတ်ကြီးတစ်ခုဖြစ်နေတယ်။ဒါလည်းပဲအတွေ့အကြုံတစ်ခုပေါ့။ထူးခြားခြားအတွေ့အကြုံတစ်ခု။အဲ့ဒါနဲ့လေပင်ပါတို့ကလေလေပါလေစစ်ပါလေလေပင်ပါအပေါက်ခေါ်ရတယ်။နော်အောက်ဆုံတွေ့ဘက်မှာရှိတယ်။အဆုတ်ကအလုံးလုံးတဲ့အတွက်ကြောင့်အောက်ဆီဂျင်ကိုတောက်လျှောက်ဒီဘက်ကိုပေးနိုင်ဖို့အတွက်ကိုလေပင်ပါခေါ်ရတယ်။ ဲ့တော့လေပင်ပေါက်ဖောက်ပြီးတော့အောက်ဆီဂျင်ကိုရောက်လျှောက်ကိုပေးတယ်ပြီးပြီးတော့ဒီဘက်ကအစာအနေနဲ့ပတ်သက်လို့နှာခေါင်းပိုက်ကနေပြီးတော့သူအဓိကတော့ insure ရပါပဲ insure ဆိုတာတော့လို့ဟုတ်မျိုးပေါ့ဒါကိုပဲအဓိကထားပြီးတော့တိုက်ကြပါပဲအဲ့တော့ဒီအဲ့တော့သူဆရာအခုဆရာတော်ဥယျာဉ်တော်ကိုဥစည်းပြီးတော့ဒါသူတို့အသက်ကျယ်လို့ပဲဒါတွုံးမြောင်လာတာပါပဲ အဲ့ဒီလိုမျိုးပြင်ရှိွားလေးနဲ့တောက်လျှောက်စုစုံရတဲ့ပဲခန္ဓာကိုယ်တစ်ခုလုံးဟာပြည့်စည်သွားတဲ့ဒီခန္ဓာကိုယ်ဟာသူ့ကြီးနဲ့တွေ့ရတာပေါ့လေတော့ပြည့်စည်သွားတဲ့ဒီခန္ဓာကိုယ်ကရုပ်အသစ်တွေပြန်ပြန်ဖြစ်လာဖို့အတွက်အချိန်ပေးရတဲ့သဘောမျိုးပေါ့ဒီနေရာမှာအချိန်ပေးရတဲ့သဘောမျိုးဒီတရားဟောမပါရင်လည်းပဲဒီအချိန်ဟာအတော်ကြာမဲ့သဘောရှိတယ်ဒီတရားကရှိထားတဲ့အတွက်ကြောင့်ဒီလိုမျိုးလေဘေပေါ့ကြီးတန်းလန်းတယ် ဒီအောက်ဆီဂျင်ပေးနေတဲ့အချိန်မှာသူ10ရက်ကြော်ကြော်လောက်တော့ကြာလိုက်ကြာပါပါဒီကရင်ဘောဟာပက်လက်ကြီးပဲခေါင်းနဲ့ထုတ်လို့မရပါဘူးခေါင်းနဲ့ထုတ်လို့မရဘာပါလဲဘာကြောင့်ဆိုတော့ဒီအောက်ဆီဂျင်ပိုက်ကြီးကတောက်လျှောက်ကိုထောက်ထားတော့ထုတ်လို့လည်းမရပါဘူးအဲ့ဒီတောက်လျှောက်ကထုတ်လို့လည်းဘိုးဘက်ထုတ်လို့လည်းမရဘူးဒီဘက်ထုတ်လို့လည်းမရဘူး ီလိုပုံစံမျိုးနဲ့၁၀ရက်ကျော်ကျော်လောက်ကလည်းပဲဒါလည်းပဲဒီဝေနာကတော်တော်ပြင်းထန်တာပါပဲတော်တော်ပြင်းထန်တာပါပဲတော့ဒီဝေနာတွေဟာလည်းပဲခုနလိုဒီပွားတဲ့ဒီပြစ်ဆုံးပံတဲ့တဲ့တရားတွေနဲ့ဒူဟုတ်ပြီနော်တစ်ချိန်လုံးတစ်ချိန်လုံးတစ်ချိန်လုံးအဲဒီလိုပွားတဲ့တရားတွေနဲ့ဒူဒါတွေကဘာဖြစ်လာဆိုရုပ်တည်ပြီးဖြစ်ဖို့အတွက်ပြန်အားကောင်းတာလေ နော်ပြစ်စုံပံတဲ့တဲ့အတွက်ကြောင့်ပြစ်စုံပံတဲ့တဲ့အတွက်ကြောင့်အဲ့လိုဆဲရဲကြောကြောဖြစ်ပြီးတဲ့နောက်ဟုတ်လားနောက်ဆိုအဆုတ်ကပြန်အလုပ်လုပ်လာတယ်ပြန်အလုပ်လုပ်လာတဲ့အတွက်ကြောင့်အဲ့ဒါလေဘေးပေါက်ကိုပြန်ပေးနော်စကားပြောလို့ရလာတယ်စကားပြောလို့ရလာတယ်ပေါ့အဲ့တော့ခုနကပြောလို့ဒီရှင်ဘုရားဟောရမယ်ချိန်မှမဟုတ်ဘူးဘာတရားလဲဘာတရားဆိုဒီတရားပါပဲ ီမဲ့လေးပါးတရားကိုပဲဒီမှာရှိတဲ့ဆရာဝန်တွေသူတာပြုတွေကိုတေးတေးချာချာရှင်းပြခဲ့ပါတယ်အဲ့တော့တို့ထပ်ပြီးတော့တို့ပြောနေတာကတော့ဒီချိန်ပါလေပြန်ပြီးတော့လေဘေးပေါက်ဖောက်ပြီးတော့ဟာလာအောက်ဆီဂျင်ပိုက်ကြီးပြန်နဲ့နေရတဲ့အချိန်လေးမှာတို့များဟာဒီညောသွားတဲ့အချိန်တခုလေရောက်ချက်ပြန်သေးတယ်ဟုတ်ပြီနော်အဲ့ဒါပါလေဆိုတော့တို့များရဲ့လူနာလေးကိုမနေ့၄နာရီကြာလို့ရှိရင် ဒါချွဲစုပေးရချွဲစုပေးရပါတယ်ဒါပေမဲ့လို့အဲ့ဒီညတော့ဒီဒီဆေးုံဒီဝတ်ထဲမှာဟိုလူနာတိတရားအများရောက်လာတော့ဒီတူနာကုဆရာမလေးတွေလည်းပဲအလွန်လုံးများသွားတယ်တညာလုံးကိုမရတော့ပါဘူးသူတို့မှာအဲ့လိုလုံးများသွားတဲ့အတွက်ကြောင့်လူများလူနာကိုမနဲ့၄နိုင်ကြတော့ချွဲစုဖို့ထဲရောက်လာတော့သူတို့တော်တော်ပြင်ပန်းနေပြီ ပြင်ပန်းနေတဲ့အတွက်ကြောင့်ဒီလိုမျိုးပေါ့မှားသွားတာပေါ့မှားသွားတာပေါ့ဒီလိုမျိုးစုပ်မဲ့အားဟာဒီဆက်ရှင်ပေါ့ဒီလိုအားကများသွားတယ်များသွားတော့ဘာဖြစ်သွားသွားလို့ဆိုလို့ရှိရင်ဒီအားကများသွားတော့ဒီမရှိတဲ့နှလုံးဟာရက်သွားတာပေါ့ရက်သွားတယ်ရက်သွားတယ်ပေတဲ့အချိန်ဒီကိုတို့ရောက်ခဲ့တယ်ရောက်ခဲ့တယ်အဲ့တော့ပြောနေတာကဒီချွဲဆုပ်တာ၅မိနစ်လောက်ပဲကြာမယ် ချောင်းဆိုးမယ်ချောင်းဆိုးပြီးတော့ပြန်ပြီးတော့ဟုတ်လားပြန်ပြီးတော့ကောင်းသွားမှာပေါ့လေဘာမှဒီချိန်မှာတရားကိုနှလုံးသွင်းမထားဘူးနော်ဂရေပေါင်းများစွာပြည့်စည်တဲ့တရားလည်းနှလုံးနှလုံးသွင်းမထားဘူးရက်တဲ့တရားကိုလည်းနှလုံးသွင်းမထားဘူးအဲဒုနေလိုက်တဲ့ချိန်မှာခုနကဒီစုပ်လိုက်တဲ့အားကခါလာအားများသွားတဲ့အတွက်ကြောင့်အစုပ်အုံနဲ့နှလုံးကရက်သွားတော့ခန္ဓာကိုယ်ကပုံကျသွားတယ်ဟုတ်ပြီနော်ပုံကျသွားတယ် အဲ့တော့တည်တဲ့အချိန်ကိုနားကိုရောက်ခဲ့ရောက်ခဲ့တော့စိတ်ကဘလို့ဖြစ်တော့ဘာလို့ဒီလိုလုပ်တာမျိုးဒီစိတ်ရင်ဝင်လာပါလေဒီစိတ်နဲ့ချုပ်ဖို့ကောင်းတယ်ဟုတ်ပြီနော်သို့တော့ဒီစိတ်ကိုကိုပိုင်ထားတဲ့တရားကိုရထားတဲ့တရားအလိုလိုဝင်လာတယ်အလိုလိုဝင်လာတယ်ဆိုတော့လူကတော့မေ့ရောဟိုပါလေမေ့တဲ့သဘောမျိုးရှိနေပါပြီဟုတ်ပြီနော်တရားပေါ်မှာသတိမထားဘဲနဲ့မေ့နေတဲ့အချိန်မှာရှိနေပါပြီ ဒါပေမဲ့လို့ဒီလိုအဆုံးဖြတ်ကာလမှာကိုရထားတဲ့ကိုပိုက်ထားတဲ့တရားဟာအော်တိုမက်တစ်အလိုလိုဝင်လာတယ်အလိုလိုဝင်လာတာဒီမြာမှာပြောနေတာကတို့လိုလူနာတွေနဲ့လားသရံတူတဲ့အလားတွေးတူကြောင်းတခါလေဥမ္မောက်သွေးကြောတွေမပြတ်ခင်မှာတရက်တရက်၃ရက်၄ရက်၅ရက်၆ရက်၇ရက်မျောသွားတဲ့လူနာတွေရှိတယ်။ဟုတ်ပြောတို့ကြောင်းတိုင်းပါလဲပဲ တရားအားထုတ်ပြီးတော့ရောတော်တဲ့တန်ဃာရီသီလရှင်တွေယောဂီတွေရှိကြတယ်အဲ့တော့တို့ကဒီဖြေကို မသိခင်တုန်းကတော့သူတို့ဟာ၄၆၈ရက်ရောတော်ပြီးတော့ဆိုးတော့ချုပ်သွားတာပါပဲတည်သွားတာပါပဲပြန်တော့သတိလဲမလားတော့ဟာလာအသက်ရှူတာကလွယ်လွယ်ချားပါမှမသိတော့ဘူးဟာလာအသက်ရှူတာလည်းသူ့အော်တိုမက်တစ်ရှူနေတဲ့သဘောမျိုးပါပဲသူ့ကိုသွားပါလဲသွားပြီးတော့အတိပေးလို့လည်းမရပါဘူးအဲ့ဒါကြီးပြီးတော့သူချုပ်သွားတယ်တည်သွားတယ်ပေါ့ အဲ့တော့စိတ်ထဲမှာဘလို့ဖြစ်တော့ငါတို့များဒီလိုမျိုးချုပ်ရင်ဒုက္ခပါပဲဒီလိုမျိုးညောသွားတိုင်းဒုညောသွားရင်တော့ဒုက္ခပါပဲဟာလားဘာကြောင့်လဲဆိုတော့ဒီဖြေကိုကိုမသိဘူးကိုမသိတဲ့အခါကျတော့စိတ်ထဲမှာတော့ဖြေရတာပေါ့ကောင်းတဲ့နေရာတော့ရောက်ပါပါပဲဒီလိုတော့ဖြေရတာဒါမှမဟုတ်ညောသွားတဲ့ပုံစံကြီးကမောဟကြီးဖြစ်နေတာဟုတ် မောဟနဲ့ဒီလိုရှိရင်တရိစ္ဆာန်ဆိုတဲ့သိနေတော့ဒုက္ခပါပဲဒီအဖြစ်ကိုတကယ်မသိကြတာပါအဲကြောင့်ဘာဘယ်လိုဆိုမျောနိုင်တာပေါ့မျောနိုင်တာပေါ့ဟိုအစာကြောင့်လည်းအစာတောင်းကြောင့်လည်းမျောဒီလိုတွေးတွေးနေဖြစ်ပြီးတော့ကိုယ်ဒီလည်းမျောနိုင်တာပဲစေတူပါပြီးတော့လည်းမျောနိုင်တာပဲမပိုင်ဘူးလေမပိုင်ဘူးဟုတ်ပြီလားသူများကတ်တဲ့ဆုံးတွေစားနေရတာမပိုင်ပါဘူးအဲ့ဒါစားတွေအများကြီးများပဲစီတွေအများကြီးများပဲချုပ်ဖို့တွေအများကြီးများပဲ တခြားသောဓာဓာတုတွေကြက်ပေါင်းနေရှိကောင်းရှိ အစိတ်ဒီပါကောင်းပါမယ်ဆိုကိုမပိုင်ပါဘူးသူတို့များညောခဲ့ဒုက္ခပါပဲဟုတ်ပြီနော်ဆရာတော်ဘုရားကြီးပြောသူတာမလူပုဂ္ဂိုလ်ရမှာတခါတည်းမနဲ့စားရဲစားရဲညစားရဲစားရဲပြီးတဲ့အခါကျတော့မိမနဲ့လည်းဒူနေရဘိုက်စကူလည်းကြီးရတယ်ဒါပျော်ပွဲရှင်ပွဲတွေလည်းသွားရတယ်အေးဒီမှာတော့ခေါင်းထဲဒုက္ခသေးသေးတယ်မိမနဲ့လည်းအတူမနေရဘူး ဘယ်စကူလည်းမကြည့်အောင်ညတာလည်းမဆားအောင်စသဖြင့်ပေါ့အဲလိုအခွင့်ရေးတခုဥဒေရှင်းလိုက်တဲ့အခါကျတော့ဓာကြီးဟာညောသွားရင်တော့ဒုက္ခပါပဲဒီလိုစိတ်ကမှပူပြီးပါတယ်ဒီဖြေကိုမသိရင်ဒုက္ခတကယ်ကိုပူပြီးပါတယ်ပူပြီးပါတယ်အတော့ဒီဖြေကိုသိရတဲ့အခါကျတော့ဒီဆရာပါးလေးကိုတကယ်ကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့တော့အလိုလိုဝင်လာလို့ကိုပိုက်ထားတဲ့တရား ိုရထားတဲ့တရားဟာအလိုလိုဝင်တာလို့ဟုတ်ပြီနော်ကောတာပန်များဟာလည်းပဲငါမရှိတဲ့တရားကိုအလိုလိုဝင်လာတာပါပဲတဂရာကံများကလည်းပဲတလောကလိုအာတုပဘုဒ္ဓအတိုင်းပြက်စီးတဲ့တရားအလိုလိုဝင်လာပါပါပဲအနာကံများလည်းပဲအပုံပွားတတ်တဲ့ဂရေပေါင်းများဆိုပြက်စီးတဲ့တရားဟာအလိုလိုဝင်လာပါပါပဲယန္တာများကလည်းပဲတိတိကများ မြင်မြင်ကမြကြားကြားကမြအဲ့ဒီဒီနေတဲ့ငြိမ်းကြီးတဲ့ချမ်းသာတဲ့တရားတွေကအလိုလိုဝင်လာပါပဲကိုပိုက်ထားတဲ့တရားကိုရထားတဲ့တရားဒီနေရာမှာ အမြင်ဆုံးတရားကိုလည်းပြောကြည့်ပါလေနံပါတ်1ရထားတဲ့ပုဂ္ဂိုလ်ကနံပါတ်1မလားပါဘူးနံပါတ်3ရထားတဲ့ပုဂ္ဂိုလ်ကနံပါတ်1မလားပါဘူးနံပါတ်4သုတ္တမေဘူရထားတဲ့ပုဂ္ဂိုလ်က3 1မလားပါဘူး သူရထားတဲ့အမြင့်ဆုံးတရားအမြင့်ဆုံးတရားသာမြင်အလိုလိုဝင်လာတယ်လူကမိပြီးမဲ့လူတရားကမမိဘူးတရားကမမိရှာဘူးဟုတ်ပြီတော့ဘာကြောင့်လဲကိုပိုက်ထားလူကိုရထားလူကိုပစ္စည်းဖြစ်ပြီဟုတ်ပြီတော့အခါကကိုကကြဲ့ခဲ့လူခါကကိုကပွားခဲ့လူအဲဒီကိုပိုက်ထားတဲ့အတွက်ကြောင့်ဒီပစ္စည်းကအလိုလိုဝင်လာတယ် ပုတ်ပြီးတော့အလိုလိုဝင်လာပြီးတော့သူဟာဆောက်ရှောက်တော့ပါပုတ်ပြီးတော့တကယ်ကိုဆောက်ရှောက်ပြီးတော့ကောင်းတဲ့နေရာကိုသူပို့တော့ပါပုတ်ပြီးတော့ဓမ္မောဟဝိရတိတိဓမ္မစာယီတရားဆောက်တဲ့ပုဂ္ဂိုလ်တရားကပြန်ဆောက်ရှောက်တယ်ပြန်ဆောက်ရှောက်တော့ဒီဖြည့်ဒီရဖြည့်ပုတ်ပြီးတော့အဲ့ဒီလိုဒီတရားလေးဝင်လာတဲ့အခါကျတော့သူကတအားကိုတကယ်ကိုပြောချင်တာပါပဲကိုတရားထိုင်တဲ့ပုဂ္ဂိုလ်ဒီဘယ်တရားတိုက်ပါပဲသွားသွား ပို့ပြီးတော့သွားသွားပြောတရားတရားပြတွေပြောကြနေပဲနောက်ဆုံး9မိနစ်လေးကြံတဲ့ချိန်မှပို့ပြီးတော့အစိတ်ကိုအပြင်းမတက်စေနဲ့ဒါဟာသေးကန်ကြီးရဲ့ချိန်စိတ်လေးကိုအပြင်းမထွက်စေနဲ့စိတ်လေးကိုခန္ဓာကိုယ်ထဲမှာရှိပါသေးတရားစီမောင်းကပြီးပါပြီလို့တရားစီမောင်းကခေါ်လိုက်တဲ့ချိန်မှအဲ့ဒါစိတ်ကလေးကအဲထဲမှာရှိပြီးတော့တေရန်ဒီအချိန်ကိုအလေးချင်လုပ်ကြရအောင် ြောကောပြောပါလိမ့်မယ်အဲ့လိုပြောစော်ကြလည်းပဲတရားပြပါလေတရားမှုတဲ့ယောဂီဟာစိတ်ထဲမှာတစ်ခါသတိထားပြီးတော့ဒီစိတ်လေးကိုအပြင်းမထွက်အောင်သတိထားတယ်ထားစော်ကြလည်းပဲတစ်ခါကစိတ်ခနဲ့စိတ်ခနဲ့ထွက်သွားတတ်ပါတယ်မပိုင်ပါဘူးအနတ္တတရားတွေမပိုင်ပါဘူးအနတ္တတရားတွေဟုတ်ပြီနော်အခုလိုပူပူပြင်းတဲ့တွေ့ကာလမှာဟိုးအပြင်းဘက်မှာ အဲ့လားဖြောရည်တန်းတွေကြာကြာရင်ဖြောရည်တောက်ရှင်တဲ့စိတ်မျိုးတွေရေချိုးကျင်တာမျိုးတွေအာကုဒီတက်ရှင်တဲ့ပုဂ္ဂိုလ်ကလည်းပဲဒီတရားပြီးတော့ကုဒီတက်ရှင်စိတ်တွေသူကရှေ့ခနဲ့တစ်ခနဲ့ပါဝင်တတ်တယ်ဝင်တတ်တယ်တော့တရားထိုင်တဲ့ပုဂ္ဂိုလ်ကဘာဖြစ်လို့ဒီလောက်သေကောင်ပေါင်းလဲဝေနာမဟုတ်သေးပဲနဲ့ဟာလားအသက်ကိုယူတော့ကဝေနာမဟုတ်သေးတော့မှဒီစိတ်ကလှစ်ခနဲ့လှစ်ခနဲ့ထွက်နေရင် ေတော့မယ်ချိန်ဆိုရင်ဘလို့လာလာမသိဘူးစိတ်ထဲမှာအာရော့တာပေါ့အာရော့တာပေါ့ကျိုးတာကျိုးသားရတယ်တစ်ခါကလည်းအာရော့တယ်ပုံပြီးတော့ဒီလိုစိတ်ခနဲ့စိတ်ခနဲ့ထွက်ထွက်နေတော့မကောင်းတဲ့စိတ်တွေနဲ့သွားပေါင်းပြီးတော့ငါတို့ကိုကျိုးနေရချည်ရဲ့တရားကလည်းရလားမရလားမသိဘူးဆိုတဲ့စိတ်တွေလည်းဝင်လာတာပေါ့ပုံပြီးတော့အာပြည့်ချင်းအာရော့ချင်းစုံနေချင်းနေဖြစ်တာပေါ့ ဒီမှာပြောနေတာကတကယ်သေးတာမဟုတ်သေးဘူးတကယ်သေးတာမဟုတ်သေးတဲ့ကြောင့်ဝင်ခြင်းလဲဝင်မယ်ထွက်ခြင်းလဲထွက်မယ်မပိုင်ဘူးအနတ္တတရားဟုတ်ပြီလားမပိုင်ဘူးအနတ္တတရားနော်တကယ်သေးတာမဟုတ်သေးဘူးတကယ်သေးပြီဆိုတဲ့အခါကျတော့ဒီစိတ်ဟာမထွက်တော့ဘူးမထွက်တော့ဘူးအပြင်ကိုမထွက်တော့ဘူးခုနတော့ဝင်လာတဲ့ဒီစိတ်ဟာကိုယ်ပိုင်ထားတဲ့အမြင်ဆုံးတရားမထွက်တော့ဘူး ငုံထွက်ပါလေဆိုတော့မထွက်တော့ဘူး။ဟုတ်ပြီနော်။ဒီတရားကဆောက်ရှောက်တော့ပါ။အဲ့ဒီပုဂ္ဂိုလ်ဆောက်ရှောက်တော့ပါ။ဟုတ်ပြီနော်။ဒီတရားကမခွာတော့မခွာတော့ဘူးနော်။ဒါကြောင့်တကယ်သေးတဲ့ခါကျတော့ကိုယ်ပိုက်ထားတဲ့ကိုယ်တရားဟာမခွာတော့ဘူး။မေ့နေဘူးနော်။ခုနကဥစဉ်မေ့ခဲ့ပြီ။ဟုတ်ပြီနော်။မေ့ခဲ့တယ်။ဒီတရားမပွားများဘဲနဲ့မေ့နေတဲ့ချိန်မှာတော့မှအလိုလိုဝင်လာပြီးတော့မခွာတော့ဘူး။ ပွားများနေတဲ့ပုဂ္ဂိုလ်ဝင်စားတဲ့ပုဂ္ဂိုလ်တရားနည်းရှင်ကပြောပါရမရှိဟုတ်ပြီနော်ဟိုကောင်းပြီတနက်ကြီးတဲ့ဒိုင်းကြီးနဲ့ပြုံးတော့အပြစ်ခံရအောင်တော့ဒီတရားကိုပိုက်ထားတဲ့ပုဂ္ဂိုလ်ဟုတ်ပြီနော်စသကနာဦးကတော့ဘသူပြစ်တာလဲတော့စိတ်ထဲမှာရှိုးပါပေါ့နောက်တနည်းအခြေအနေကမကောင်းတော့သေတော့မှအခြေရောက်လာပြီအဲ့ဒီအချိန်မှာကိုပိုက်ထားတဲ့တရားဟာအလိုလိုဝင်လာတယ်မိနေအောင်တော့မိနေအောင်တော့တရားကမမိဘူးတရားကမမိဘူး ဟုတ်ပြီနော်လောကကလွံ့မြောက်တဲ့တရားဖြစ်တဲ့ကြောင့်လောကကလွံ့မြောက်တဲ့ဒီမဲ့ညာပုံညာဖြစ်နေတဲ့အတွက်ကြောင့်ဟုတ်ပြီနော်လောကီတရားဟာအနာမကတ်နိုင်တော့ဘူးဒီချိန်မှလီလောကီတရားဟာအနာမကတ်နိုင်ဘူးဝေပါများဟာဝေကိုနိုင်လူမျိုးနိုင်လူမျိုးအဲ့ဒီတရားသာလင်းနော်တရားသာလင်းကြံတော့တယ်ဟုတ်ပြီနော်တခြားသောလောကီတရားတွေတစ်ခုမှမလာတော့ဘူး မလာတော့ဘူးတော့အဆုံးဖြတ်ကာလမှာအဆုံးဖြတ်ကာဒါကြောင့်မလို့ဒီဘက်ကဒီဘက်ကမဲ့ညာဘုံညာတွေလောကကလွတ်မြောက်တဲ့တရားတို့ဟိုတို့တို့ညာစာနဲ့ပြောရင်သောတာပန်သရကအနာဂံဟန္တာဘောထားတော့အဲ့ဒီစိတ်တွေမှာမပိုင်ထားရင်ဒါနာလေးနဲ့သီလလေးနဲ့ဘာဝနာလေးတော့ဘာဝနာလေးပဲရှိအောင်တော့အဆုံးဖြတ်မပေးနိုင်ဘူးအဆုံးဖြတ်မပေးနိုင်ဘူး ဟုတ်ပြီနော်အကယ်၍လာကံကောင်းလို့ကောင်းတဲ့နေရာရောက်ချင်ရောက်သွားမယ်အဆုံးဖြတ်တော့မပေးနိုင်ဘူးနော်အဆုံးဖြတ်မပေးနိုင်ဘူးတော့လို့အလွန်ပြင်းထန်တဲ့ဝေဒနာတွေဖြစ်လာလို့ဒီခါလေးလေဘင်းကိုဓာတ်နဲ့ဖြီးရတဲ့ပုံစံမျိုးတွေဟုတ်ပြီနော်ဒါနနဲ့သီလတဲ့အကလည်းပဲကံပေါ်တဲ့အခါမှာအသက်ရှင်မဲ့ချမ်းသာမယ်အဲဒီလိုမျိုးတော့ရှိတယ်ဒါမျိုးလိုဒီလိုမျိုးအဆုံးဖြတ်သွားမပေးနိုင်အဆုံးဖြတ်ပေးနိုင်တာကဒီမဉ္ဇဏ်ပုံဉ္ဇဏ်တွေကလွဲလို့ဟုတ်ပြီနော်လောကကလွတ်ရောက်တဲ့တရားတွေကလွဲလို့ ကြံတာကြီးကဆုံးဖြတ်မပေးနိုင်ဘူးဒါကြောင့်ပြောချင်တာကကိုပိုက်ထားတယ်လေကိုရထားတယ်ကိုပစ္စည်းကိုပစ္စည်းအဲ့ဒီပစ္စည်းဟာဘယ်တော့မှမပြောက်တော့ဘူးဘလောက်ကြီးမျောနေပါသေးဒီကနေ့ချိန်မှာအတန်ဒီဘလောက်ကြီးစူညာနေပါသေးဒီဘက်ကတည်တော့မယ်မသာကိုဘက်ကခေါင်းအင်းကမင်္ဂလာဆောင်ဟုတ်ပြီလားအတန်ကစူညာနေတာမျိုးတွေဘလောက်ကြီးစူညာနေပါသေးဒီအတန်ကအကုန်ပြောက်သွားတယ် เนาะဒီတရားဝင်လာပြီတော့ဆိုးပေချိန်မှာဆောက်ရှောက်တော့မယ်ဆိုရင်ပေါ့ဆိုတဲ့ခါမှာဒီအတန်အကုန်ပြောက်သွားတယ်ကိုပွားနေတယ်ကိုကိုရတာတဲ့ကိုတရားဟာတခါတည်းဘေးကပါတယောက်ကလာပွားနေလာရွတ်ပေးနေဟုတ်ပြီနော်ဟုတ်ပြီနော်တကယ်အားရှိစရာတကယ်အားရှိစရာဒါကြောင့်ဘာပြောချင်တာဆိုရင်ဘယ်တရားပဲတရားတရားဘယ်သေးချိုင်းပါပဲတရားတရားဘယ်ချိန်ပါပဲတရားတရားဒါကအရေးမကြီးဘူး အရေးကြီးတာကိုယ်ပိုင်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်ဖို့အချိန်ချိန်ပွားများဖို့အချိန်ချိန်တခါတည်းလမွေခင်မှာမန္တန်ရောက်ရွှေကိုယ်တော်ကြောင့်မင်းကြီးကိုကွယ်မြင်းကိုဒီအခါကဘောက်ကတင်ကြဖို့ပါပဲနောက်တစ်ခုကပြောချင်တာကတို့ဒီတရားကိုပွားများတဲ့အခါမှာဒါရက်တဲ့တရားရက်တော့ပါတီတီကများရက်တော့ပါဟုတ်ပြီနော်ရက်တော့ပါပါဟုတ်ပြီတော့တခါတည်းငြင်းကြီးတဲ့တရားကိုတွားကြတော့ပါပါ အဲ့ဒီရဲ့ရက်တဲ့တရားရဲ့တကူဒီဘက်ကလဲတဲ့တရားတွေအတူစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးပေါ့စသဖြင့်ပေါ့ဒါနဲ့လဲတဲ့တရားတွေလဲမဲ့တရားတွေဒါတို့ဒုက္ခပွားများတဲ့ရက်တဲ့တရားအဲ့တော့ရက်တဲ့တရားရဲ့တကူကြောင့်လဲတဲ့တရားကိုမလို့ကြောင်ကျေးဇူးပြုတယ်တော့မလို့ခြင်းအောင်ကျေးဇူးပြုတယ်တကယ်နိဗ္ဗာန်တက်တဲ့တကူတွေ ြောခဲ့ပြီနေကင်းတော့အာနာရှင်ရဲ့တကူတွေဟုတ်ပြီနော်အဲဒီလိုရက်တဲ့တရားကိုသူကပွားတာလည်းပဲလဲတဲ့တရားကိုသူလိုချင်လို့ပွားတာမဟုတ်ဘူးဟုတ်ပြီနော်လာမွင်ကြမှာမန္တန်ရောက်အခါကပွားတာအခါကပွားတာအဲလိုအခါကခါကရှုတာအဲလိုရှုတယ်ပွားတယ်အတွက်ကြောင့်ဒီရက်တဲ့တရားရဲ့တကူကြောင့်လဲတဲ့တရားဟာလည်းအလိုလိုပြီးမြောက်သွားတယ် နော်တို့ရဲ့ကိုယ်ကလေးကိုထပ်ပြီးတော့ပြောချင်ပါလေစေယုံပါပဲစေယုံပါပဲဥစဉ်လေးတပါဥစဉ်လေးတပါနော်အသက်အသက်35နှစ်လောက်တော့ရှိမနေတူတယ်မျက်နှာကမျက်မှန်လေးနဲ့မျက်နှာလေးကကြည်ကြည်နဲ့အတန်လေးရတယ် crusher အတန်လေးရှာရှာတာတာရှာတာရှာတာတာနဲ့အဲ့ဒီဥစဉ်လေးတပါဟာစေယုံရောက်ပြီးဟို3ရက်4ရက်ကြောက်ကစပြီးလာပြီးတော့နှိပ်ပြီးရှာဟုတ်ပြီနော်သူနှိပ်ပြီးရှာတယ် သူဟာအများခွန်တာရနေရှင်းတာကြီးဒီပတ်ဝန်းကျင်တော့တဏှာကြီးတော့ပဲတဏှာကြီးတော့ပဲပြီးတော့ဦးစင်းကပြောပါတယ်ဘသူကပါလဲပါလဲဘာဟိုသူ့ရဲ့ရဟန်းအမတရားတဲ့ဦးစင်းတို့အခန့်နဲ့အထူးကြမ္မာကုသဆောင်ဆိုတော့နောက်ဆုံးအချိန်တွေမှာရောက်နေတဲ့ပုံကူကြီးပါပဲဟုတ်ပြီနော်ဟိုဘက်တော့ပါတဲ့ဟလာဟိုဒီမျောနေတာမျောနေတာမျောနေတာသတိမရသေးဘူး းတဲ့အဲ့ဒါဒါလာကြည့်ဒါလာကြည့်တာတဲ့ဆိုပြီးတော့အဲ့ဒါဦးဇင်းနာပါပဲတောက်လျှောက်ပါပဲအဲ့ဒါတို့ညပဲကူလီခွန်တိုင်းနေ၈နိုင်၁နိုင်တော့ဓာတ်နှိပ်ပြီးတယ်အဲ့ဒါဓာတ်နှိပ်ပြီးတယ်အဲ့တော့ဓာတ်နှိပ်ပြီးတော့သူနှိပ်တာတော့ကောင်းတော်တော်ကိုပဲဟိုတို့တကယ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များနှိပ်ပြီးသူပါပဲဟိုတကယ်ကိုအကျိုးကိုတစ်ခါတည်းထိပြီးတော့လူဟာဘွယ်ပက်လက်ကြီးနေရတဲ့ဒီဒီဂရင်ပေါ်မှာလီ မလုမရှက်တဲ့နေဒီခန္ဓာကိုယ်ကြီးဟာတခါပေါ့ပေါ့ပါပါဖြစ်သွားအောင်အများကြီးလည်းမကြောက်တဏှာကြီးတော့ပါပဲအဲ့တော့ဦးစင်းကပြေးတယ်ဘာကြောင့်ဒီလိုလာဖြစ်ပြတာလို့ဆိုတော့ကြည်ညိုလို့ပါဒီလိုပဲပြောပါလေဟဲ့လားဒီလိုပဲပြောတော့နေတိုင်းနေတိုင်းပေါ့နေတိုင်းပဲနေတိုင်းပဲမဖြစ်ပါဘူးနေတိုင်းပဲတခါလေဒီဘက်ကလေကြောင်းပေါက်ဖောက်ပြီးတဲ့အချိန်မှလည်းပဲတောက်လျှောက်ပါပဲနေတိုင်းပဲဒါလာနှိပ်ပေးရှာတယ်အဲ့တော့အဲ့လိုနှိပ်ပေးရင်လည်း ိုများဟာအဲ့ဒါဒေဝိဘောက်ကအစုတ်ကပြန်ကောင်းလာတဲ့အခါကျတော့အစုတ်ကပြန်ကောင်းလာတဲ့ဒေဝိဘောက်ပိတ်တယ်လေဟိုဟိုဒေဝိဘောက်လေဘောက်မပိတ်ခင်မှာအစုတ်ကပြန်ကောင်းတော့ဒီအောက်ဆီဂျင်ပိုက်ကြီးကိုထုတ်လိုက်ရတယ်ဖြုတ်လိုက်ရတယ်ဖြုတ်တဲ့အခါမှာဒုများရဲ့ဟိုဝေဒနာရှင်တွေဟာထိုင်လို့ရသွားတော့ထိုင်လို့ရသွားတယ်အဲ့တော့ဖြုတ်လိုက်တဲ့အချိန်ကလည်းပဲသမင်းစားပြီးနေစွန်းနေစွန်းစားပြီးတဲ့အချိန် အလားသူစက်နာရီကျနာရီတော့ကိုဖြုတ်ပြလိုက်တယ်အဲဒါဖြုတ်ပြတော့ကိုကဒီနေရာမှာအလားတခါလေဟဲ့ကိုတို့ဂရေမမထိုင်လို့ရတယ်ထိုင်ကျင်နေတာ우အဲဒါပထမတော့6ရက်ဒီဘက်က10ရက်ကြောကြောလောက်ဆိုတော့ဒါတော်တော်ကိုအချိန်ကြာအချက်ချင်းကရက်20ဒီပါလောက်ကိုဖြစ်သွားပါတယ်အလားဒီဘက်အဲ့တော့အဲ့တော့ဒီချိန်မှာတခါလေထိုင်ကျင်သွားတယ်ထိုင်နေတယ် ထိုင်တော့ဒီဂရင်ပေါ်မှာလည်းမထိုင်ခြင်းဒီဂရင်ကြီးကတခါလေရေပြုတ်နေတဲ့ဆိုတော့ဒီတခါလေမာမာလေးနေရာမှာတကယ်ထိုင်ခြင်းလားအဲ့တော့ထိုင်ခြင်းတော့အဲ့ဒီနေရင်တဏှိုင်လောကနေပြီးတော့ဒီထိုင်ဖို့ကြိုးစားတာဘေးနားမှာရှိတဲ့ဒုတန်ခါတော်များနှစ်ပါးနှစ်ပါးနဲ့စောက်ရှောက်ပေးပါလေကျောင်းတိုက်ကနေစီစဉ်ပြီးတော့အလှည့်ကြလဲစောက်ရှောက်ပြီးတော့ဒီတန်ခါတော်များလည်းပဲကိုယ်အတိပေးတော့ပဲနဲ့ဘေးနားမှာရှိတဲ့ကလထိုင်လေးမှာဟိုပလတ်စတစ်ကလထိုင်လေးမှာ အဲ့ဒီညာလို့ရောက်ဖြည်းဖြည်းချင်းဘောသွားပါဆိုလို့ဟာလာဝင်နေတာကဒီ insure ပဲရှိတော့လေဘာမှမရှိပါဘူးအဲ့တော့တိတ်ဘောသွားပါဆိုလို့အမောဖောက်သွားပါဆိုလို့ဖြည်းဖြည်းလေးဖြည်းဖြည်းလေးရနေပြီးတော့၃နာရီနေခင်း၃နာရီပေါ့နီနေခင်း၃နာရီမှာဒီကရာလေးကထိုင်လိုက်ထိုင်လိုက်တဲ့အချိန်မှာပဲချိန်ထားသူပဲချိန်ထားသူပဲဒီခုနကတော့ပြောတဲ့ဥစဉ်လေးဟာလေဒီညဘက်မှာလာတဲ့ဥစဉ်လေးဟာ ချိန်ထားသူပဲ၃နာရီကြောက်တဲ့ကောင်ကိုဒီကရေမောရောက်တာနဲ့သူတဲ့အခန်းတွေကိုရောက်လာတာပဲရောက်လာပြီးတော့အဲ့ဒီခါကျတော့ဟိုတကူလုံးကိုတက်လို့ရသွားတယ်တကူလုံးတကူလုံးအရင်တော့ခြေတောက်တော့ပြီးပဲတက်လို့ရတယ်ဟိုပက်လက်ကြီးနဲ့တနေရတာဟုတ်အခုတကူလုံးတက်လို့ရသွားတယ်တကူလုံးကို၂နာရီလောက်တော့ကြာပါလိမ့်မယ်နော်၂နာရီလောက်ကြာကြာပြီးညက်ဒီ၅နာရီလောက်မှပြီးသွားတယ်အော်တခါလေဒီလိုလေးတိတ်လေးပြီးတော့ဒီလိုလိုပေါ့ပါပြီးတော့အခုထမင်းပါစာသွားတာ ထမင်းပါစားချင်သွားတာပေါ့ပြီနော်အဲ့တော့တို့ဒီဆရာပါလေးပြောလဲထမင်းစားလို့ရတယ်ဆိုတော့ဒကာကြီးဥကြုံလဲစီစဉ်ပေးပါတို့ထမင်းစားပြစ်သွားတယ်ဒီရည်တောက်လျှောက်ကောင်းသွားတယ်အဲဒီတို့တိတ်ပြီးတော့တောက်ရရစားပြီးတော့မလာတော့ဟုတ်ပြီနော်မလာတော့ဒါဘာပြောချင်တာလဲဆိုတော့ဟိုတို့ကတော့ကြောင်းကိုဖိတ်ပါတယ်เจ้าโหลาแกบาลาแกบาตัวละเปียวเปียวนี้เนี่ยเวเปียวเมตตาเนี่ยจีจีนี้บาเลยอะล่ะอตันเนี่ยก็ชัดๆชัดๆนี้เนี่ยอะหมายเนี่ยสกาไม่เยอะบาอ๋อ တော့ပြောကျင်တာကရက်တဲ့တရားရဲ့တဘိုးဒီဒါပဲပြောကျင်ပါဟုတ်ပြီနော်ရက်တဲ့တရားရဲ့တဘိုးတွေကြောင့်လေတဲ့တရားတွေမလို့ချင်အောင်ကျေးဇူးပြုပါတယ်နော်လိုချင်လို့ပြုပွားတာဟုတ်ဘူးဟုတ်ပြီနော်လိုချင်လို့ပြုပွားတာဟုတ်ဘူးဒီတရားကိုအမှုံမွားပဲပျက်စီးနေတယ်ပျက်စီးနေတယ်ဒီလိုပွားတယ်ရက်တဲ့တိတိကမြတ်တရားတွေပွားတယ်ဒီလိုပွားခြင်းဟာခုနကပြောသလိုဟုတ်ပြီနော်တကယ်ဘူး ပေပေးဆိုကြီးတွေကလုံးယောက်ရှင်တို့ပွားတာပါပဲဟုတ်ပြီနော် တကယ်ကိုပူဇာခြင်းနဲ့တရားကိုပူဇာခြင်းနဲ့နေရာကိုရောက်ခြင်းလို့ဟုတ်ပြီနော်ဘုရားရှင်တို့နဲ့အတူနေခြင်းလို့ဟုတ်ပြီနော်တကယ်ကိုချမ်းသာစိတ်ကိုရခြင်းလို့ဒါကိုရည်ရွယ်ပြီးပွားတာပါပဲဟုတ်ပြီနော်ဒါကြောင့်ဒီဘက်ကကြွယ်ကူရည်ပါကြွယ်ကူရည်ပါဒီဘက်ကလဲတဲ့တရားတွေကိုလည်းမလို့ခြင်းအောင်ကျေးဇူးပြုပါတယ်လို့ပြောကြရင် တရားဆွေးနွေးခြင်းကိုညီကုန်းကံပတ်အဆုံးသတ်လိုက်ပါတယ်သုံးလောကထွတ်တာရှင်တော်မြတ်ဘုရားဒီလိုရှင်သင်ဘုရားတော်ဘုရားကြီးသီလကိုတမာတိကိုပညာကိုအာယုကြီးနမောတတ္တသုံးချီဖြင့်သိကြကြပါစို့